အာနာသိန်းစိုးစုကဥဆောင်ဂျမမဲမန္တလေးတက္ကသိုလ်ရာပြည့်ပွဲမှာပါဝင်ခွင့်ရဖို့နန်းစီဒီယန်ဆရာဆရာမတွေနဲ့ចောင်းသားចောင်းသူတွေအပြိုင်ဆိုင်ကြိုးပမ်းနေကြတယ်လို့သတင်းရရှိပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲမှာဂီတစီစာအမှုပညာတင်ဆက်မှုအဖြစ်အဆိုအကရင်းနေထဲသွင်းနိုင်ဖို့တီဆိုကပြလူသူတွေကိုကိုရီအချက်လက်နဲ့တကွရှောက်လာတင်ခိုင်းပြီးရွေးချယ်ကအဲ့ဒီဂီတစီစာမှာပါဝင်သူတွေဟာမင်းအောင်လိုင်းလာချင်းလမ်းမေးကနေကပြပြီးကြိုးဆိုရမယ်လို့သတင်းကြားကြောင်း မန္တလေးမြို့ကန်တွေကပြောပါရယ်မင်းအောင်လိုင်းကိုလမ်းဘေးကနေပြီးကပါမေအောင်လိုင်းကိုလမ်းဘေးကနေပြီးကပီးကျူဆူဖို့ပါဝင် ဂီတစင်းစအမှုပညာတင်ဆက်မှုမှာပါဝင်ခွင့်ရဖို့ရှောက်ထားသူတွေတဲကမန္တလေးတက္ကသိုလ်ရဲ့နန်းစီဒီယန်ဆရာဆရာမတွေမိကြဆုံအတန်းဆုံကကျောင်းသားကျောင်းသူတွေနဲ့ကျောင်းမောင်းဆုံကကျောင်းသားကျောင်းသူတွေကိုရွေးချယ်ထားပြီးရာပြည့်တပင်မှာပါဝင်နိုင်ရန်အကများအားလုံးကိုစာဝဲဝဲအပြီး၃ရက်အကြာမှာပင်တချင်းဆုံးတဲ့အထိတိုက်၍ပြီးစီးခဲ့ပြီလို့စိုးစုရဲ့မန္တလေးတက္ကသိုလ်သတင်းလွှာက ထုတ်ပြန်ထားပါတယ်။ စောစုကလုံမဲ့မန္တလေးတက္ကသိုလ်ရှာဖြည့်ပွဲကိုအောက်တိုဘာ၄ရက်ကနေ၆ရက်ထိ၃ရက်အကြာကျင်းပမှာဖြစ်ပြီးမင်းအောင်လိုင်းနဲ့အဖွဲ့လာရောက်မှာဖြစ်တယ်လို့ပွဲဝင်ခွင်ကိုလည်းကန့်သက်ထားတယ်လို့တက္ကသိုလ်ကျောင်းသားဟောင်းတွေကပြောပါတယ်။လက်ရှိစောစုကထုတ်ပြန်တဲ့ပွဲအစီအစဉ်တွေကအောက်တိုဘာ၅ရက်မနက်ပိုင်းမှာ ကမ္ဘာဆရာများနေ့အခမ်းအနားနေ့လယ်ပိုင်းမှာဘာသာရပ်ပေါင်းစုံចောင်းသားចောင်းသူဟောင်းတွေရဲ့အာစရိယပူဇော်ပွဲအခမ်းအနားညနေပိုင်းမှာတော့ဂီတစည်းစာကျင်းပမှာဖြစ်ပြီး အော်တိုဘာ6ရက်ညနေပိုင်းမှာတော့စီမင်းထုံးပွဲနဲ့ဂီတစည်းစာကိုကျင်းပမှာဖြစ်ပါတယ်။မန္တလေးမြို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့မန္တလေးတက္ကသိုလ်ဟာပြီးခဲ့တဲ့ဇူလိုင်လ၄ရက်နေ့မှာ နှစ်ပေါင်းတရာပြည့်ခဲ့ပြီဖြစ်သလိုအဲ့ဒီရက်မှာပဲမြို့မီမြို့ဖားတွေနဲ့ចောင်းသူចောင်းသားဟောင်းတွေစုပေါင်းကအမတ်တရအပွဲကျင်းပပြီးဖြစ်ပေမဲ့စုံစုကအခုလိုနောက်ထပ်ပွဲတစ်ပွဲထပ်မံကျင်းပတာဖြစ်ပါတယ်မြို့မီမြို့ဖားတွေရဲ့ចောင်းသားចောင်း မြို့မီမြို့ဖတွေနဲ့ចောင်းသားចောင်းသူဟောင်းတွေဥဆောင်ကြမှာချိန်စိုးစုကမန္တလေးတက္ကသိုလ်ရာပြည့်ပွဲလို့နာမည်တက်ခွင့်မပေးပဲရာပြည့်အကျိုးလို့သာနာမည်တက်ခိုင်းခဲ့သလိုပွဲကိုလည်းတက္ကသိုလ်ဝင်းထဲကျင်းပခွင့်မပေးပဲကန့်သက်ခဲ့ပြီးပွဲရဲ့ရောက်မှသာရုတ်တရက်တက္ကသိုလ်ဝင်းအတွင်ကျင်းပခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်